အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါရစေ။ကတိုင်းဗာဒီယာမျိုးမှတထေကြီးဒနစ်စီယာနေသူမနာဒေဝီတထေကတော်ကြီးတို့မှဝိတာခာသူတို့သမီးကိုမွေးဖွားလေရဲ့။ဝိတာခာသူတို့သမီးခုနှစ်အရွယ်သို့ရောက်သောအခါဗုဒ္ဓမြတ်စွာဘုရားသည်ညာစွာသောယဟန်တန်ခါများချင်ရင်လည်းဗာဒီယာမျိုးတို့ဒေတာစာရေးကြွချီရောမူလာတယ်။ဟဲ့တားတို့သမီးတို့ဘယ်သွားနေကြတာလဲ။ ရှိပါတယ်ဖခင်မီတော်မင်းကတထေကြီးသည်တာဖြစ်သူဒနစ်စရာနဲ့ချွေးမဖြစ်သူသူမနာတီဗီတို့အိမ်တို့ရောက်ရှိလာတယ်မင်းမလေးဝိတာခါရောရှိပါတယ်တမီးလေးဝိတာခါဝိတာခါသည်အဘိုးဖြစ်သူ၏လမ်းညွှန်မှုဖြင့်ဗုဒ္ဓဘုရားရှင်အားခီးဥကျူစုမှုပြုလေတယ်တင့်တင့်သောနေရာသို့ရောက်သည့်အခါရထားပေါ်မှဆင်း၍ချင်းလင်းလျှောက်ကဗုဒ္ဓဘုရားရှင်အားရှိခိုးကြော်လေတယ် ဗုဒ္ဓဘုရားရှင်သည်ဝိတာခာဤရှေးကောင်းမှုကြီးရိုက်ကိုလိုက်၍တရားဟောတော်မူရာဝိတာခာနှင့်သူတို့သမီးငယ်ငါးရာတို့သည်တောတာပင်ဖြစ်ကြလေတော့တယ်။အဘိုးဖြစ်သူမိန်ကတထေကြီးလည်းဗုဒ္ဓဘုရားရှင်ကိုရှိခိုးချီးကပ်၍တရားနာရသောကြောင့်တောတာပင်ဖြစ်လေတယ်။ဖုံးတော်ကြီးမြတ်တော်မူသောမြတ်စွာဘုရား မနေ့ပြန်အရှင်ဘုရားနှင့်တကွတပည့်သားတန်ကားတော်အလုံးတပည့်တော်ရဲ့နေအိမ်ကိုစွန်းစားကြွတော်မူပါဖျား။ မေနကတထေကြီးစွန်စာပိဖိတ်တီကိုဗုဒ္ဓဘုရားရှင်သည်စိတ်စိတ်နေခြင်းဖြင့်လက်ခံတော်မူလေတယ်။နန်းနဲ့မို့တော့တော့ဘုရားအမှုရှိသောတန်ကားတော်အပေါင်းတို့အားမုံမြတ်သောစွန်ပွားစဉ်တို့ဖြင့်လှုပ်ကြွေးပြုစုလေတယ်။အရှင်ဘုရားတို့ဟောဒီဗတ္တိယမျိုးကပြန်ကြတော်မူမူမချင်းမှာတပိတော်အားစွန်လှုပ်ကြွေးခွင့်ပြုတော်မူပါဘုရား။ မိန်တကတထေးကြီးလျှောက်ထားချက်ကိုဗုဒ္ဓဘုရားရှင်သည် လက်ခံတော်မူသဖြင့်35ရက်တိုင်းတိုင်းဆွန့်လုတ်ကြွေးကူရလေတယ်။ဗုဒ္ဓဘုရားရှင်သည် မွေးလျော်သည်မနေတော်မူ၍ကြွက်သွားလေတယ်။ရာဇကျိုးပြည့်ရှင်ဗိမိတာရမင်းကြီးနှင့်ပတိနတိကောသလမင်းတို့သည် အပြည့်အလန်းနမပေးသော ရောက်ဖတော်များဖြစ်လေတယ်။ဒီနေ့မှာတော့ကောသလမင်းကြီးသည်တခုသောအကျံဖြစ်တော်မူလေ။အင်း ရောက်ဖတော့ဗိမိတာရာမင်းထံမှာဖုံးကန်ရှိတဲ့တထေးကြီးငါးဦးရှိတယ်။ငါးနိုင်ငံမှာတူဦးမှမရှိပါလား။ငါးနိုင်ငံအတွက်ဖုံးကန်ရှိတဲ့တထေးတယောက်လောက်တောင်းရရင်ကောင်းမယ်။ရာတကြိုပြေဗိမိတာရာမင်းကြီးထံသို့ကြားချီတော်မူလေတယ်။ဗိမိတာရာမင်းကြီးသည် ကောသလမင်းကြီးရောက်ရှိသည်နှင့်ခီးဦးကြိုပြုလေတယ်။အသိမင်းကြီးအဘယ်အကြောင်းကြောင့်ကြွလာပါသနည်း။အစ်တတိုင်းပြည်မှာရှိတဲ့တထေးကြီးငါးဦးနဲ့ တူဦးကိုတောင်းရန်အတွက်လာခဲ့ခြင်းဖြစ်ပေတယ်။ကောတလမင်းကြီးသည်ဗမေတာရာမင်းကြီးထံမှတထေတူးကိုတောင်းယူလေတယ်။ဗမေတာရာမင်းကြီးသည်ဒနိစရာတထေကိုဆင့်ခေါ်တော်မူလေတယ်။ချစ်တာဒနိစရာဟောရီမင်းကြီးကတထေတူးငါဤထံမှမှတောင်းဆိုနေချည်။အတင်လိုက်သွားနိုင်ပါမလား။မန်လာပါအရှင်မင်းကြီး။အရှင်မင်းကြီးဆီလို့လင်ကျွန်တော်မျိုးလိုက်ပါသွားပါမယ်ဖျား။ဒနိစရာတထေထံမ ပြန်ချားသည့်စကားကိုကြားရရင်ဗိမိတာရာမင်းကြီးသည်ကျေနပ်မိလေတယ်။ချစ်တာကြိုတင်ပြင်ဆင်ရမယ့်ကိစ္စတွေကိုဆောင်ရွက်ထားပြီလို့အရှင်မင်းကြီးစိုးစံတော်မူရာတာဝိထိပြင်းနဲ့အလန်းမကွာဝေးဘူးဆိုရင်တော့ဤအရာမှမြို့တိတည်၍နေလိုပါရဲ့ဖေဟာတင်းမြတ်ပါပြီတဲ့တထေးဒနစ်စရာတထေးသည်သူဤများပြားလာသောအချွေရင်ဤမြို့တိတည်၍တာကီတမြို့ဟု အမည်ပေးကနေဤ တာဝိထိပြည်မှာမိဂါရတထေဤတာပုံနာဟုမိသောတထူသားလည်းအရွယ်ရောက်ခဲ့ပြီချစ်တာတင်ကြရတထူသမီးကိုချိန်မြလက်ထက်ချင်းပြုပေတော့ဖခင်မီတော့အကျွန်ုပ်ဒီကျင်ညာဇနီးကိုအလိုမရှိပါမိဂါရတထေသည် သူဤတာချိန်မြလက်ထက်ချင်းအမှုကိုပြုရန်အတွက်အကျဉ်းချင်းပင်တိုက်တွန်းလျော်တယ်ချစ်တာမငင်းလေမျိုးဆက်တစ်တို့တီချင်းကမဖြစ်မနေဘူးပဲအိမ်တော်ပြုရမယ်ကွဒီလိုဆိုရင် တားတော့အတွက်ဇပင်ဤကောင်းခြင်းအယူဤကောင်းခြင်းအရေဤကောင်းခြင်းအရွယ်ဤကောင်းခြင်းနဲ့ပြည့်စုံတဲ့တို့သမီးကိုရလျင်တော့ချိန်များလက်ထပ်ပါမယ်။ကောင်းခြင်း၅ပါးနဲ့ပြည့်စုံတဲ့တို့သမီးကိုရလျင်တားတော့လက်ထပ်မည်ဟုတ်လား။မိခါရာတထေးကြီးသည်တားတော့အလိုကျဖြစ်စီရန်အတွက်ဘုံနာတရားရှိရာကိုပင့်ဖိတ်ကျွေးမွေ၍တို့သမီးရှာရန်စီစဉ်တော်တယ်။ကောင်းခြင်း၅ပါးနဲ့ပြည့်စုံတော်တို့သမီးရှာရန်ပုံနာရှိရောက်ကို များစွာသောအတပြားများပြီး၍အတပြားတသိန်းတန်ရွှေပန်းကင်နှင့်လိုလီတယ်။အိုးအတင်ပုံနာတို့တားတော်အလိုရှိသောသူတို့သမီးကိုတွေ့ပါကဤရွှေပန်းကင်ကိုပေးအပ်ခဲ့ကြလော။ပုံနာရှိရောက်တို့လည်းစီကားကြီးကျယ်သောမြို့ကြီးများသို့သူတို့သမီးရှာထွက်ကြလီတော့တယ်။ဟွန်းမော်နီကီးလိုက်တာ။ကောင်းချင်း၅ပါးနဲ့ပြည့်စုံတဲ့သူတို့သမီးကိုရှာနီကုလို့လည်းမတွေ့ပါလား။ဒီစီရမှာခဏနာနီကီးမယ်။ ပုံနာကြီးတို့သည် အမျိုးမျိုးအရွယ်ရွာတွင်သူတို့သမီးရှာမတွေ့၍တာဂေတမြို့သို့ရောက်ရှိလာကမြင့်စိတ်အနေရှိဈေးရမှာခိတ္တနာခိုကြလေတယ်တာဂေတမှာနက်ခပွဲတပင်ကြီးရှိနေကြီးတယ်အကျွန်ုပ်တို့ဆောင်ရရမယ်အမှုကိစ္စကိုအောင်နေကြီးတော့မယ်တာဂေတမြို့ဤနက်ခပွဲတပင်နေအိမ်တွင်သူတို့သမီးကညာများအားလုံးမြေကန်းတို့ရေချိုးစင်းကြလေတယ် 16နှစ်အရွယ်ရှိပြီဖြစ်တဲ့ဝိတာခာသူတို့သမီးသည်အလုံးစုံသောအစင်းတစားတို့ကိုဝစ်ဆင်၍ပရိသတ်အချက်ရ900နှစ်အတူ ရေချိုးရန်အတွက်မြစ်စိတ်သို့လာလေတယ်။မိုးတွေရွာလာပြီဟဲ့။နက်ခပွဲရှိပါတယ်ဆိုမှမိုးကလည်းတဲလိုက်တာနော်။ဇရာထဲကိုပြေးရအောင်ဟဲ့။ရုတ်တရက်မိုးတဲတဲ့စွာရွာလာသဖြင့်ဝိတာခာဤရန်ရွှေတော်များသည်လဲဇရာအတွင်သို့ပြေးဝင်ကြတော့တယ်။ ပုံနာရှိဦးကဈေးရအတွင်ပြေးဝင်လာတဲ့တတို့သမီးငယ်တို့အားအတီးသည်စီစစ်ကြည့်ရှုနေလေတယ်။ကောင်းချင်းငားပြာနဲ့ပြည့်စုံတဲ့တတို့သမီးကိုမတွေ့နေကြည့်ဘူးခရို့။ဟာဟိုမတယောက်ကြံနီးကြီးသေးတယ်။ဝိတာခါသည်မိုးတဲထန်စွာရွာနေတော့လဲအေးဆေးစွာပြီးလမ်းလျှောက်လာလျက်ဈေးရအတွင်သို့ဝင်လေတယ်။မိုးရေများကြောင့်ဝိတာခါ၏အစင်းတစားများအလုံးတို့သည်ဆူရွှဲနေလေတယ်။ ပုံနာကြီးရှိဦးတို့သည်ဝိတာခာအားစူးစိုက်ကြည့်ရှု၍တဦးနှင့်တဦးမျက်ရည်မျက်ခြေပြကြလေတော့တယ်။ဒီသူတို့တမိမှာကောင်းခြင်းလေးပါးနဲ့ပြည့်စုံနေပြီ။အယိုးရဲ့ကောင်းခြင်းပဲကြံတော့တယ်။ပညာသားနဲ့သိအောင်လုပ်ရမယ်။ပုံနာကြီးအနူကတဦးနှင့်တဦးနာနာကပ်၍တီတို့စကားဆိုနေကြတော့တယ်။ပုံနာကြီးများရှိမှဝိတာခာဖြတ်၍သွားစဉ်မှာပုံနာကြီးတဦးကဝိတာခာကြအောင်တမင်ပြောလိုက်တော့တယ်။ င်းကြီးထုံထမ်းလိုက်တဲ့အမျိုးသမီးပဲသူ့ခင်မိုးဖြစ်တဲ့သူဟာအချိန်မှထမင်းစားဖို့တောင် လွယ်မှာမဟုတ်ဘူးအတင်းတို့ဘသူ့ကိုပြောဆိုနေကြသနည်းချစ်သမီးအစ်စ်အားပြောဆိုချင်တာဖြစ်ပေတယ်ပုံနာကြီးများ၏အဖြေစကားကိုကြားရသည့်အခါဝိတာခာသည်တာယာတို့အတန်ဖြင့်ထမှန်၍မြေပြန်နေအတင်းတို့သည်အဘယ်အကြောင်းကြောင့်ဤစကားကို ပြောဆိုကြသနည်းချစ်သမီးတင်းဤအချံရန်တို့သည် မိုးမဆူစီရင်ဇီရတို့ပြေး၍လာကြ၏အတင်းကမိုးဆူခံ၍လာခြင်းကြောင့်ပျော်ခြင်းပင်ဖြစ်ပေတယ်ဒီအတွက်လားအကျွန်ုပ်သည်ထိုသူတို့သမီးတို့ထက်တာလွန်သောခွန်အားရှိပါ၏အကြောင်းတစ်ခုကြောင့်အပြေးမလာခြင်းဖြစ်ပေတယ်ချစ်သမီးအဘယ်အကြောင်းများရှိပါသနည်းဗိတ်သိက်သူပြည်ရဲ့မင်းတစားစင်ထားတဲ့မင်းရဲ့စင်ယဟန်မိမတို့ကပြေးသွားတော့မတင့်တယ်ပါနောက်အကြောင်းတစ်ခုက မိခင်ဖခင်များက မွေးထားစဉ်က ကိုအင်ကားတွေကအကောင်းပဂရီပါ ပြေးသွားလို့ချောလဲရင်ကျိုးပဲ့ရှာမှဆူလို့ပါတတို့သမီးများဟာရောင်းကုန်ပစ္စည်းဆိုတာအတင်တို့သိမှာပါလေပုံနာတို့သည်ဝိတာခာဤအဖြစ်စကားကို အလုံးနှိမ့်ချိုက်တဲ့သူသွားတို့ဤကောင်းမွန်ခြင်းကိုလည်းမြင်တွေ့ရလေတယ်ဝိတာခာသည် အမျိုးနယ်တူသောစရှိသည့်ဖြင့်ပုံနာကြီးတို့၏စကားကိုလက်ခံလိုက်လေတယ်အကျွန်ုပ်တို့၏ယထာဆေလွတ်ပေးပါ ဖခင်ထံသို့တည်င်းစကားလက်ဆောင်ပါ၍ရွှေပန်းကန်စင်းမြတ်တဲ့သူတို့သမီးအဖြစ်ဖခင်ကြီးလွတ်လိုက်သောယထာငါးရာဖြင့်ပြန်ကြလေတယ်။ပုံနာကြီးရှိဦးလေဝိတာခါထံလွတ်လိုက်တယ်။ယထာများနှင့်အတူတည်င်းစရာတထေးကြီးအိမ်သို့လိုက်ပါသွားကြတော့တယ်။တည်င်းစရာတထေးကြီးသည်ပေါနာကြီးများအားခီယူကျူပြွေအကြောင်းစုံကိုမေးမြန်းလေတယ်။မိခါရတတိကအဘဲမြချမ်းသာကြွယ်ဝပါသည်နီ။ဂရေလေးစင်မြ ကျေဝချမ်းသာပါ၏အရှင်သထေမင်း။ဤပစ္စည်းဥစ္စာတို့ကအကျွန်ုပ်ပိုင်ဆိုင်သည့်ဥစ္စာများ၏အနည်းငယ်မှရသောအရာသာဖြစ်ပေ။ဒါပေမဲ့သမီးအတွက်တော့ အဆောင်ရှောင်ရပေ။ဝိတာခာအတွက်မိဂါယတထေဤသားကိုတတို့သားအဖြစ်ဒနိစရာတထေကြီးလက်ခံလိုက်လေတယ်။အကျွန်ုပ်တို့တတို့သမီးရခဲ့ပါပြီအရှင်သထေမင်း။ပုံနာကြီးများအလုံးစုံပြောကြမှုကြောင့်မိဂါယတထေကြီးလည်းဝမ်းမြဝမ်းသာဖြင့် ။တင်းစရာတထေးကြီးရဲ့သမီးဆိုတော့ကြီးကျယ်မြင့်မြတ်သောတတို့သမီးပဲပဲ။ဝိတာခာတတို့သမီးကိုတားတော်အတွက်အမြန်ဆောင်ယူသင့်မိတယ်။ဒါဂေတမျိုးသူတော်ရန်ကောသလမင်းကြီးအားတွားရောက်လျှောက်ထားလေတယ်။အသည့်အကျံကောင်းမြပေစွာအရှင်တထေးငါကိုတော်တိုင်းခေါ်ဆောင်ခဲ့တဲ့တင်းစရာတထေးကိုငါကိုယ်တော်တိုင်တွားရောက်ချီးမြှင့်အံ့မိခါယာတထေးဤစကားကိုဂေါတလမင်းကြီးသည်လက်ခံတော်မူ၍ ကိုရိုရန်ကြောက်ရွံ့ချင်းမြန်အတွက်သဘောတူလိုက်လေရဲ့အရှင်မင်းကြီးကြောက်ရွံ့တော်မူမိအကြောင်းကိုဒနိစရာတထေးကြီးထမကျွန်တော်မျိုးအကြောင်းကြားလိုက်ပါမယ်ဖျားမိဂါရတထေးသည်ဒနိစရာတထေးကြီးထံသို့သူနှင့်အတူကောဒလမင်းကြီးပါကြွားချီလာမိအကြောင်းကိုတည်ငောင်းပါလိုက်လေရဲ့ချစ်သမီးဝိတာခာမင်္ဂလာပွဲကိုလာကြမဲ့ကောဒလမင်းကြီးနဲ့တင့်ရောက်ခမရဲ့အချွေရန်ပြိတ္တတေအတွက်စီစဉ်ပြီးတော့ဝိတာခာ၏ရေးစုတောင်းကြောင်း သူဤမင်္ဂလာဆောင်တို့လာရောက်မိပြိတ္တများအတွေ့နေရထိုင်ကင်းများပြင်ဆင်ထားနိုင်လေတယ်။အချွေရင်အလုံးတို့အားခုံယူ၍ကြောက်ရောက်လာမိကောသလမင်းကြီးနှင့်တကွာရကမဖြစ်သူတို့ကိုပြုစုရန်အတွက်စင်မင်းတို့အားထိန်သိမ်ကျွေးမှုရန်အတွက်အသီးသီးတာဝန်ပေးလိုက်၏။ထိုနေ့၌ပင်ဒနစ်စရာတထေကြီးသည် ရွှေပရင်သည်900ရာတို့ကိုခေါ်ကာဆရာကြီးတို့ဟောဒီရွှေစင်နိခတ်တထောင်နဲ့လျော်ညီတဲ့ကြောက်တံပရမများတွေကိုတုံးပြီးတော့ စစ်သည်ဝိတာခအတွက်မာလာရာတစားကို ဆောင်ရွက်ကြပြီလို့တာဝိတ်ရှိတမျိုးလုံးအိမ်ဆောင်လာချံ၍ဝိတာခဤမင်္ဂလာပွဲသို့လိုက်ပါလာသည်ဖြစ်၍အလွန်စီကားလာပြီတဲ့တာဂေတတမျိုးလုံးလည်းနှက်ခပွဲသပင်ကဲ့သို့ပျော်ပွဲရှင်ပွဲများကိုဆင်နွှဲကြလေတဲ့ဂေါတလမင်းကြီးသည်ဒနစ်စရာတထေးကြီးဤသမီးဝိတာခမင်္ဂလာပွဲတွင် လေးငါးရက်ခန့်နေပြီးသည့်အခါတထေးအကျွန်ုပ်တို့အားအချိန်ကြာမြင့်စွာ ကျွေးမွေးအခန့်ရမတင်ယခုအခါတို့သမီးသွားရမည့်အချိန်ရောက်ပြီမိုးလအချိန်တို့ရောက်နေပါပြီအရှင်မင်းကြီးကျွေးမွေးအခန့်ရန်အကျွန်ုပ်ဤတာဝန်သာဖြစ်ပါれပြန်လဲကြွချီရမည့်အချိန်ကိုတင့်တော်သည့်အခါအကျွန်ုပ်ပြောကြပါအံ့ဒနစ်စရာတထေကြီးကဖခင်ကြီးအားတားမြစ်ထားလေရင်ဒနစ်စရာတထေကြီးသည်မာလတာတစာကို သမီးဝိတာခါအားဆင်မြန်းပြီးရနောင်နဒါမုတ်ဖို့ လက်အစီ154စီနီရွှေငွေအတပြားရိတ်ခါအစရှိသည်ကိုလဲ900စီပေး၏ထို့နောက်ဂျုံမ900နီအာဇာနီမင်းကတော့ယထာ900ကိုလည်းပေး၏အင်းငါသမီးလေးကိုနွားတွေလည်းပေးလိုက်အောင်မှာဟဲ့စည်ရင်ကြီးတို့ချစ်သမီးလေးဝိတာခါအတွက်လာပြီဝါပြီဆိုတဲ့နွားတွေကိုရွေးပြီးတော့ပေးလိုက်ကြအောင်ကောင်းပါပြီအရှင်တထေးမင်းဒီနေ့စရာတထေးကြီးဤစေခိုင်းမှုကြောင့် အလတ်အကျွေးပြုသောယောက်ျားတို့လည်းနွားချံတွင် နွားများကိုယူချွေ၍ခြံတကားကိုလုံကြုံစွာပိတ်လီတော့တယ်။ဟဲ့နွားဟာဟိုနားတွေခြံကုန်ထက်ကုန်ပြီ။ဝိတာခာဤရှေးကောင်းမှုကံအကျိုးဆက်ကြောင့်နွားအပေါင်းတို့ခြံမှခုန်ထွက်၍လိုက်ပါကြကုန်နေ။อืมงาตมีวิตาคามะแน่เพียงคี้กว่าเว่เล่นหยาเล่นเอ็งโกไล่ต้อတော့เมอะซုံးมาสกาสู่อုံมาตะนิสดาตะเทจีดิ တမီးဖြစ်သူအားတိုက်ခန်းတစ်ခုအတွင်းမှာခေါ်ယူ၍အစိုးအမဩဝါဒဆဲပါကိုတွင်တင်ဆုံးမလေးတယ်။ယက္ခမဖြစ်သူမိဂါရတထေကြီးလည်းအခြားတစ်ဖက်တိုက်ခန်းမှာဒရစ္စရာတထေကြီး၏ဆုံးမဩဝါဒကို နားထောင်နေလေးတယ်။နောက်တနေ့နန်းနဲ့တွင်စစ်တီဘူပါအားလုံးကိုခေါ်ယူ၍စီဝေးလေးတယ်။ထို့နောက်စစ်တပ်တို့၏အလယ်၌ဥစ္စာပစ္စည်းကျွေးဝသောတထေကြီးရှိဦးအားခေါ်ယူလေ။အရှင်တထေတို့ ကျွန်ုပ်ဤသမီးဝိတာခာအကျွန်ုပ်ကိုစားရောက်လျာအရာမှဆုံးမဝယ်ရှိကဆုံးမကြပါဒနိစရာတထေကြီးသည် သူဤသမီးဝိတာခာ အနံလိုက်လေးတယ်ဝိတာခာတို့သမီးသည်မာလတာတစားကိုဝစ်စင်လျက်ရင်ထက်သို့တက်လေးတယ်ဒနိစရာတထေလည်းတာဂေတမြို့အနီးမှရွာကြီးတစ်ဆက်လေးရွာသို့စီလဲ၍ဝိတာခာနှင့်အတူလိုက်လိုသူများကိုလိုက်စီတော့တယ်အမောင်ရှင်မတို့မိသားစု ဝိတာခာတို့သမီးနောက်ကိုလိုက်သွားရအောင်။တင်ကြဟိတ်ဝိတာခာနောက်ကိုလိုက်သွားရအောင်။တို့တရားလုံးလိုက်ကြမယ်ဟိတ်။ရွာကြီး14ရွာမှရွာသူရွာသားများသည်ဝိတာခာနောက်သို့လိုက်ပါကြကုန်တော့တယ်။ဒီနေ့စတာတထေကြီးသည် ပေတေနဒီကောဒလမင်းကြီးနှင့်မိဃာရာတထေတို့ကို ပူဇော်တက္ကရာပြု၍ခရီးအနှဲငယ်များလိုက်ပါပူဆောင်လေးတယ်။နောက်ကလိုက်လာတဲ့လူတွေကများလာကြည်လား။ဘာလုပ်ဖို့လဲ။တထေမင်းချွေးမကိုလှုပ်ကြွေးပြုစုမဲ့ အချွေရံပြိတ္တတွေပါအရှင်သတိမီဒီလောက်များလာတဲ့လူတွေကိုဘသူကကျွေးထားနိုင်ပါလေလဲရှိုင်မောင်ထုတ်လိုက်ကြဟဲ့မိဂါရတတိပြောဆိုသည့်အတိုင်ဝိတာခါနာတို့ လိုက်ပါလာသည်ပြိတ္တအချွေရံများအားရှိုင်မောင်ပုတ်ခတ်ရံအတွက်လူများစုဝေးလာတော့တယ်အတင်တို့သွားကြကုန်ငါအချွေရံငါပြိတ္တကိုငါကျွေးမွေးဆောက်ရှောက်အံ့အတင်တို့ရိုက်ပုတ်ရံမလို့အိုးချစ်သမီးဝိတာခါတင်မှာဒီလောက်လူအများကြီးကို မလို့ပြီဘူးဟေ့ဟိုကောင်းနေဘာလုပ်နေရလဲရိုင်မောင်းထုတ်ကြလေမိတာခတားနေသည့်ကြာကားပြီမိခါရတထေးကြီးစေခိုင်၍ရိုက်ပုတ်ကြရာအချို့သူများထွက်ပြေးကြမှကြံသူများကိုခေါ်ဆောင်ခဲ့တော်တယ်တာဝိထိပြည်မြို့တကားသို့ရောက်ရှိလာသည့်အခါဝိတာခသည် မာလတာ၏ဂုံတူဝိတေတာကိုလူများမြင်စီရန်အတွက်ကိုကိုပြလျက်ယထာစီစီတယ်ဟိုဟာနဲ့တူတယ် လာလိုက်တဲ့ဝိဒ္ဓဇာကြီးနော်တတို့သမီးကလည်းချောပါတယ်ဟဲ့တော်တော့ကိုချမ်းသာတယ်နော်ဝိတာခအာမြို့သူမြို့သားများကချီးမွမ်းထောပနာပြုကြလေတယ်မိဂါရာတထေးကြီးအိမ်တို့ဝိတာခရောက်ရှိသည့်အခါမြို့သူမြို့သားများသည်ဝိတာခအာလက်ဆောင်ပနာတို့လာရောက်ပေးကြလေတယ်အင်းဒီပစ္စည်းတွေကိုငါဤမိခင်ကိုပေးပါဒါတွေကိုငါဖခင်အားပေးလိုက်ပါကွယ်ဟိုပစ္စည်းတွေက အမကြီးနဲ့မောင်ကြီးကိုပေးလိုက်ပါ။ရှားရှိသည်များလလာပါတို့ကိုမြို့သူမြို့သားတို့အားပြန်လဲပေးကမ်း၍မိတ်ဆွေဖွဲ့ကဆွေမျိုးအဖြစ်ပြု၏။ထိုနေ့ညနိုင်အာဇာနည်မင်းမသည်တွားဖွားသည်ဖြစ်၍ဝိတာခါသည်မိတိုင်ကိုယူက ကျွန်မနှင့်အတူတွားဖွားပေးလေတယ်။ဝိတာခါသည်မင်းမအားရင်းနှွေးဖြင့်စီကြော်လျက်စီများလိမ့်ကြံပေး၏။ထို့နောက် သူ၏အိတ်ခမ်းသို့ပြန်၍အိတ်လေတယ်။ဒီနေ့မှာတော့မိခါရတထေကြီးသည်တားဖြစ်သူ၏မင်္ဂလာပွဲအတွက်ရည်စူ၍နော့ထမေများစွာကိုချက်ကားအစေလကတက္ကတွန်း900ကိုပင့်ဖက်၍ကျွေးလေတယ်။မိခါရတထေခေါ်သည်ဖြင့်ဝိတာခါသည်အိမ်တွင်မှထွက်လာတော့တယ်။ချက်သမီးဝိတာခါယဟန္တာတွေကို ရှ िख ိုးပူဇော်ဖို့လာလေ။ဟဲအဝတ်မပါကိုလုံးကြီးတွေနေပါလား။ဂျီလူတွေဟာဘယ်နည်းနဲ့မှယဟန္တာမဟုတ်ဘူး။ ဝိတာခာသည်မျက်နာကိုလွဲဖွယ်၍အင်္ဂန်အတွင်းသို့ပြန်ဝင်ပြေးလျော်တယ်။ဝိတာခာ၏အပြုမူကိုတကတူများမြင်တွေ့သွားသည့်အခါမိဂါရာတထီကိုချွေးမှဖြစ်သူဝိတာခာအားနေအိမ်မှနေထောက်ရန်အတွက်တိုက်တွန်းကြတော့တယ်။အိုတထီတင့်တာအတွက်အခြားချွေးမှမရှိသလား။ယဟန်ဂေါရမရဲ့တပြစ်မှ သူရောက်မှာကိုတင့်အိမ်မှအမြန်နေထုတ်လို့အရှင်တို့ချွေးမအတွက်အကျွန်ုပ်တောင်းပန်ပါတယ်တီးခန့်ကြပါ ိခါရတထီလေတကတုံတို့အားတောင်းပန်၍ပြန်ပို့ရတော့တယ်။စွန်းခံကိုတော်တပါးသည်မိခါရတထီကြီးအင်းရှိတွင်စွန်းခံရ၏ဝိတာခါသည်ယက္ခမဖြစ်သူတထီကြီးကိုရက်ခတ်လျက်ထိုင်နေရမှာယဟန်တို့အားယက္ခမမိခါရတထီကြီးမြင်စဉ်ရင်အခြားတနေရာမှာသွားနေ၏မိခါရတထီကြီးကမူယဟန်တို့အားမြင်ပါလျက်မတိကျုံနူပြုကနှုတ်ထမင်းကိုဆက်စားနေတော့တယ်အရှင်ဖျား ကတော့ပါသေးရဲ့တပည့်တော်ရဲ့ရခမဟာ အစာဟောင်းကိုသာစားနေပါတယ်ဝိတာခာဤစကားကိုမိခါရတထေကြီးကြားတော့ဝိတာခာအားအိမ်ပေါ်မှ စွဲနေချရန်အတွက်အော်ခိပြောတော့တယ်ဟဲ့ဝိတာခာကိုအိမ်ကနေထောက်ကြလို့ဝိတာခာငါမင်္ဂလာယူနေတဲ့အချိန်မှာငါကိုမစင်စားသူလို့ပြောပြီထိုအိမ်ရှိအိမ်အမှုလုပ်တို့သည်ဝိတာခာ၏ကျေးဇူးများဖြစ်၍ ပြောဆိုဆွေးငင်ခြင်းကမစွမ်းဆောင်နိုင်ကြချင်။အိုးဖခင်အကျွန်ုပ်သည်ဤစကားပြောရုံများဖြင့်ထမတော်နိုင်ပါ။တကြွကြီးရှိဦးကိုခေါ်ယူ၍အကျွန်ုပ်၌အပြစ်ရှိမရှိကိုဆုံးဖြတ်ပါလော။မိဂါရတထေကြီးလည်းတကြွကြီးရှိဦးကိုခေါ်ယူ၍အကျိုးအကြောင်းကိုပြောပြလေ။ချစ်သမီးအသင်ဤတို့ပြောဆိုမိသလား။အကျွန်ုပ်သည်ဤတို့မပြောမိပါ။ယဟန်တော်တပါးချွန်းခံကြွလာသည်ကိုအကျွန်ုပ်၏ရောက်ခမသည် မမေရောင်ဆောင်နေလို့အစားဟောင်းကိုစားနေရတူလို့ပြောမရအပြစ်ရှိပါသလားအရှင်တည်းဤစကားသည်အပြစ်မရှိအဘယ်ကြောင့်အမြဲထွက်ပြီတနည်းအကျော်ကြီးရှိဦးကဝိတာခါပြောသည့်စကားသည်ကောင်းမှုကုသိုလ်ကံအကျဉ်းကျန်ကြောင့်ချမ်းသာနေသည်ကိုဆူလိုကြောင်းနားလည်၍အပြစ်မရှိဟုဆုံးဖြတ်ကြလေတယ်အရှင်တည်းတို့ဒီကိစ္စအပြစ်မရှိဘူးထားပါတော့တညာကျုံမိမ့်မကျုံယောက်ျားများချမ်းရွေ့ ိမ်နောက်သို့ဆင်းသွားပါတယ်။အဲ့ဒါဟာအပြစ်ပါပဲ။ဤကိစ္စမှာအကျွန်ုပ်သည်အာဇာနည်မြေမှဖွားမိ၍အိမ်နောက်သို့ညအခါဆင်းသွားခြင်းဖြစ်ပါတယ်။ဒါအပြစ်လားအရှင်သထေးတို့။တကြွယ်တို့ကအပြစ်မရှိကြောင်းဆုံးဖြတ်ကြပြန်နေ။အရှင်တို့ဒီနေ့စရာတထေးဟာသူ့သမီးဝိတာခါကိုတိုက်ခန်းနေခေါ်ပြီးတော့ဩဝါဒပေးပါတယ်။အဲ့ဒီဩဝါဒဆေးပါးရဲ့အတိပေကရောဘာတွေလဲကျွန်ုပ်သိပြရစီ။ ထိုအခါဝိသာခာသည်သူ၏ဖခင်မှကြားလိုက်တဲ့ဩဝါဒစေပါကို အသေးစိတ်ရှင်းပြလေတယ်။မိဂါရတထေကြီးကမူဝိသာခာရှင်းပြသည့်အထိပ္ပယ်ကိုသိရသည့်အခါခေါင်းငုံလျက်သားနေလေတော့တယ်။အိုးတထေကြီးချစ်သမီးဝိသာခာမှာ အခြားအပြစ်ရှိသေးသလား။မရှိပါ အရှင်တထေတို့။ကဲဒါဖြစ်လေအပြစ်မရှိသူကိုမနေထောက်ပါနဲ့တထေမင်း။အိုးဖခင်တို့အတင်တို့မလာမီ။ ။အိုဖောက်ကင်နူအတင်းတို့မလာမီအကျွန်ုပ်ထွက်သွားရင်မတင့်လို့ရောပါ။ယခုအကျွန်ုပ်မှာ အပြစ်မရှိသည်ကိုတည်ပြီးပါပြီ။ဒီအိမ်မှာအကျွန်ုပ်ထွက်သွားရင်တင့်ပါပြီဖောက်ကင်နူ။မိဂါရာတကြီးလဲတကြွေတို့ရှိမှဝိတာခာအားတောင်းမှန်စကားဆိုရလျော်ရယ်။ချစ်သမီးဝိတာခာငါဒီမတိချင်းကြောင့်ပြောဆိုမိပါ၏။ငါအားခွင့်လွတ်ပါ။အိုဖောက်ကင်တေအားအကျွန်ုပ်သည်တီးခံပါ၏။ဒါပေမဲ့အကျွန်ုပ်သည် ယဟန်တန်ကားများအားလှုပ်ကြွေးရမှဒီအိမ်မှာနေပါမယ်ဖခင်ချစ်သမီးဝိတာကယဟန်တန်ကားများအားအတင်အလို့ရှိလို့တာလှုပ်ကြွေးပါလို့ဝိတာခါနဲ့မိဂါရတထေကြီးတို့အပေးယူများ၍အိမ်မှထွက်ခွာသွားရန်မလိုတော့ပေနောက်တနေ့မှာတော့ဝိတာခါသည်မြတ်စွာဘုရားအားဆွန့်လှုပ်ကြွေးလေတယ်ထိုတရင်ကိုကြာ၍တက္ကတူတို့သည်မိဂါယာတထေကြီးအိမ်ကိုဝိုင်းရံချလိုက်တော့တယ်။အိုဖခင်မြတ်စွာဘုရားအား အသင်ကိုယ်တိုင်လာရောက်၍စွန့်ကပ်ပါလောတက္ကတူတို့ကမိဂါရာတထေးကြီးအားစွမကလူရန်တားမြစ်ကြတော့တယ်ချစ်သမီးဝိတာခာအသင်ပဲစွန့်ကပ်လိုက်ပါကွယ်မြတ်စွာဘုရားသခင်စွန့်ဖုံးပေးပြီးသည့်အခါဝိတာခာသည် မိဂါရာတထေးကြီးအားတရားနာလာရန် ဖိတ်ကြားပြန်တော့တယ်အိုဖခင်မြတ်စွာဘုရားရဲ့တရားတော်ကိုနာယူလဲ့ပါလောအင်းဒီတခါတော့ခွင့်ပြုကြပါတရားမနာပေမဲ့ သွားတော့ထိုင်လိုက်အောင်မယ်တက်ကတူတို့ကထမှန်တာမြေပြန်သဖြင့်နောက်ဆုံးတင်းတိမ်ကရင်အနောက်ကနေမိဂါရာတထေကြီးတရားနာဖြစ်တော်တယ်မိဂါရာတထေသည်ဗုဒ္ဓမြတ်စွာဘုရားတရားဒေသနာတော်ကိုနှာကြားပြီးသည့်အခါတောတာပန်ဖြစ်လေတော်တယ်ထို့အခါမိဂါရာတထေသည်တင်းတိမ်ကိုမာ၍ဝိတာခထံသို့သွားကတားငယ်တူကဲ့သို့နှုတ်ကိုဆူလီတော်တယ်ချစ်သမီးဝိတာခတင်သည်နေ့မှစ၍ ငါဤမိခင်ဖြစ်ပေပြီထို့နောက်မိဃာရတိကမြက်စွာဖရာအားယူသေးစွာရှ िख ူဥညွတ်လျက်သူဤအမိကို သုံးချိန်တန်ရွတ်စုလျှောက်ထားလိတော့တယ်တပိတော့မိဃာရပါဖရာဝိတာခါသည်အလူဌာနကုသိုလ်ကောင်းမှုများပြုလျက်ဗုဒ္ဓဘုရားရှင်ထံမှ ရှစ်ပါးသောစုကိုတောင်း၍ရရှိလေတယ်။တားဆယ်ယောက်၊တမီးဆယ်ယောက်တို့ကိုလည်းမွေးဖွားလေတယ်။ထို့မှတပံတားမြင့်မြင့်တို့သည် 8420အထိရှိလေတယ်။ဝိတာခာသည်အသက်120ရှိ၍16နှစ်အရွယ်ကဲ့သို့ပင်ရှိလေတယ်။တာသမီမြင့်မြင့်များနှင့်အတူကျောင်းသို့ဝိတာခာသွားသည့်အခါဟဲဝိတာခာကဘယ်ဟာလဲဟဲ့။မြင်ရသူတို့ကတမီမြင့်မြင့်များနှင့်မကွဲပြားအောင်ရုပ်ရည်ကငယ်ရွယ်နုနယ်လာတယ်။သူကဝိတာခာသည်စင်ပြောင်ငါးကြီးအကိုလဲစွမ်းဆောင်နိုင်ပြီ။အမတ်ကြီးများ ဝိတာခာစင်ပြောင်ငါးစီးအားကိုစောင်းနိုင်တယ်လို့တည်င်းပြက်နေပါလားမန်လာပါဖျားဟုတ်မဟုတ်ဆိုတော့စန်းတကြည့်မှသိပါလိမ့်မယ်ဖျားကောင်းပြီဝိတာခာရဲ့ဆွဲမကားကိုဒီတစ်ခါဖြစ်အမှန်ပဲသိရပြီအမှတ်ကြီးများပတိနဒီကောဒလမင်းကြီးသည်ဝိတာခာ၏စွမ်းအားကိုသိရန်အတွက်အမှတ်ကြီးများနှင့်တိုင်ပင်၍ဆောင်ရွက်လေတော့တယ်ဒီနေ့မှာတော့ဝိတာခာကျောင်းတော်မှတရားနာ၍ပြန်လာသည့်အခါ ။ဆင်မြောင်ကြီးတကောင်ကိုဆေးလွတ်လိုက်လေတယ်။အမလီကဲတော်မူကြပါ။ဝိတာခာဤအချံရံတို့မှာအချို့သည် အော်ဟစ်ထွက်ပြေးကြရင်အချို့သည်ဝိတာခာနှင့်အတူကြံ့ကြီးလေတယ်။ဆင်မြောင်ကြီးသည်နမောင်းကိုမြောက်၍ဝိတာခာထံသို့ရှေးရှုပြေးလာတော့တယ်။အဲ့ဒီစဉ်ဟာဘယ်ကလဲကွ။ရှင်မအဲ့ဒီစင်ဟာအရှင်မရဲ့အင်အားကိုဆန်းလို့ရင်မင်းကြီးလွတ်လိုက်တဲ့စင်ဖြစ်နိုင်ပါတယ် ဝိတာခာသည်အကြောင်းစုံကိုသိမြင်ရသည့်အခါစင်ကိုအမိရမဖမ်းမဲလက်နှချောင်းဖြင့်တွန်းဖယ်ရန်ဆုံးဖြတ်လိုက်တော့တယ်။음ဒီစင်ကိုမိအောင်ငါဖမ်းလိုက်ရင်တေသွားလိမ့်မယ်။စင်မြောင်ကြီးသည်အော်ခိလျက်ဝိတာခာ၏ရှစ်တက်တဲ့သို့ရောက်ရှိလာသည့်အခါလက်နှဖက်ဖြင့်နှမောင်းကိုကမ်း၍တွန်းလိုက်တော့တယ်။စင်မြောင်ကြီးခင်ဗျာရတတ်နိုင်စွမ်းမရှိတော့ပဲစောင့်ကြောက်လဲလီတော့တယ်။များစွာသောပြိတ္တများကဝိတာခာအား ကောင်းကြီးဩဘာပေးကြလေတော့တယ်။တရားပွဲသဘင်ရှိရာတနည်းမှာတော့ဝိတာခာသည်မာလတာတစားကို ဝစ်ဆင်၍မက်စွာဖျားသခင်ရှိရာအကြောင်းတော်သို့သွားလေတယ်။အင်းဒီလောက်အဖိုးလိုက်တန်လာတဲ့မာလတာတစားကိုဝစ်ဆင်သွားလို့မသိလျော်ပြီဘူး။အမေဒီတစားကိုခဏယူထားပေးပါ။အကြောင်းတော်ကပြန်မပဲဝစ်တော့မယ်။ဝိတာခာဤဖုံးတကူကြောင့်ဖြစ်ပေါ်လာတဲ့စင်ပြောင်ငါးကြီးခွန်အားရှိသည့်ဂျူမာကို မာလတာတစားကိုပေးအပ်၍ကျောင်းတော်သို့ဝင်လေတယ်။ဗုဒ္ဓမြတ်စွာဘုရား၏တရားတော်များကို나ယူပြီးသည့်အခါဝိတာခါသည်နာမကျန်သောယဟန်တန်ခါများကိုကြည့်ရှု၍အဝင်တကားမှမထွက်ပဲအခြားတကားတစ်ခုမှထွက်ခဲ့လေတော့တယ်။အမီငါအားမာလတာတစားပေးလို့ဝိစင်အံအရှင်မကျွန်တော်မျိုးမှမေ့ကြံခဲ့ပါပြီ။ကဲဒါဖြစ်လေတော့ယူဟဲ့ဟဲ့နေအောင်အရှင်အာနန္ဒာက မာလဒါတစားကို ပြောင်းရွှေ့ထားလျင်တော့မယူခက်နဲ့ငါလူလိုက်ပြီးဝိတာခာဤမာလဒါတစားကိုရှင်အာနန္ဒမထေရကပြောင်းရွှေ့ထားသဖြင့်ဂျွမသည်ပြန်၍မယူခဲ့ပဲလက်ချီးသာပြန်လာခဲ့တော့တယ်အရှင်မအရှင်မရဲ့မာလဒါတစားကို အရှင်အာနန္ဒကပြောင်းရွှေ့ထားပါတယ်ကောင်းပြီပြီမာလဒါတစားကိုငါလူလိုက်ပါပြီဒါပေမဲ့အရှင်သူမြတ်တို့မှာ ဒီပစ္စည်းကိုဆောက်ရှောက်ဖို့တာဝန်က ကြီးပါပေးတယ်။ရောင်းပြီးမှပဲလူတော့မယ်။ပြန်ယူခဲ့ပြီးတော့အမီဗရင်စီယာကြီးဒီမာလတာကိုကျေးဇူးပြုပြီးတော့တံပိုးဖြတ်ပေးပါရှင်။ဝိတာခါသည်ဗရင်စီယာတို့ကိုခေါ်ယူ၍မာလတာတစားကိုတံပိုးဖြတ်ခိုင်းလေတယ်။အရှင်မဟောဒီမာလတာတစားဟာအဖိုးကိုကလေးနဲ့လက်ခတသိန်းထိုက်ပါပြီတယ်။ကဲအမီတို့မာလတာကိုဆောင်ယူ၍ရောင်းချကြကုန်လော။ ဝိတာခာစီခန်းသည့်အတိုင်းမာလဒတစာကိုရင်ထားထဲမှာတင်၍ကျွန်မတို့သည်လက်လည်ရောင်းချကြကုန်တော့တယ်။တကြွယ်ကြော်ကြီးမာလဒတစာကိုဝယ်အောင်မလား။တံမိုးကလည်းကြီးဝင့်နိုင်တဲ့ခွန်အားလည်းမရှိပါဘူးကွယ်။မာလဒတစာကိုဝယ်ယူနိုင်သည့်သူမရှိ၍ကျွန်မတို့လည်းဝိတာခာထံကိုပြန်လာတော့တယ်။ကဲဘသူမှမဝယ်နိုင်လဲ။ငါပဲပြန်ဝယ်ပါတော့မယ်။ထို့နောက်ဝိတာခာသည် အတပြာကိုကလေးနဲ့တသိန်းကိုလဲများဖြစ်တင်၍မြက်စွာဖရာကျောင်းတော်သို့သွားလေတယ်။ဗုဒ္ဓမြက်စွာဖရာရှင်အားယူသေးစွာကတော့ပြီးအလုံးစုံဖြစ်ကြောင်းကုန်စင်ကိုလျှောက်ပြရနော်။အရှင်ဖရာပြည့်စည်လေးပါအနဲ့အဘယ်ပြည့်စည်ကိုလူတန်းရန်တင့်တော်ပါသလဲဖရာ။မြို့ရဲ့ရှိတကားမှာတန်ဃာတော်တို့အတွေ့ကျောင်းဆောက်လုပ်လူတန်းရန်အတွေ့တင့်လျော်ပြီးတဲ့ထေဟိကာမဝိတာခ။ဝိတာခလည်း ကိုကရီတို့အတပြဖြင့်မြေကိုဝယ်ယူ၍နောက်ထကိုကရီဖြင့်ကျောင်းဆောက်လုပ်ရန်စီမံလေးတယ်။နောက်တနေ့မှာတော့ဗုဒ္ဓမြတ်စွာဘုရားသည်ဒေတာဆိုင်ကြွချီတော်မူလေးတယ်။ကျောင်းတော်ဆောက်လုပ်ရန် အရှင်မမောက်ကလန်မထေရ၏ဆောင်ရှောက်ကြီးကြပ်မှုဖြင့်လက်သမားဆရာကြီးမောက်ကလန်နှင့်ဘုဗ္ဗယုံကျောင်းတော်ကြီးကိုဆောက်လုပ်၍လူဒန်းလေးတယ်။ရေစက်ချပွဲအတွေ့ကိုကရီအကုန်ကြခံကစီကားတိုက်မြက်စွာကျင်းပလေတော်တယ်။ ။နောက်တွင်ဓမ္မသဘင်ပွဲ၌ဗုဒ္ဓမြတ်စွာဘုရားရှင်သည်ကျောင်းအမကြီးဝိတာခာအားပေကံဆွကျဲခြင်းအရာ၌အသာဆုံးအမြတ်ဆုံးအေတတပွဲတို့ကိုချင်းမြတော်မူလေတဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးတော့အားပေးဆောင်မြော်နာဆင်ပေးပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။